တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပါနောက်ချုံရွင့်မှာရှိတဲ့ရှက်ရှန်တပ်ထုကုမ္ပဏီကိုစစ်ကောင်စီကလေကြောင်းကနေပုံချဲ့ခဲ့တာကြောင့်ကုမ္ပဏီရှိစက်ပစ္စည်းတွေထိမှန်ခဲ့ပြီးစုစုပေါင်းတန်ဖိုးတရုတ်ငွေ16သိန်း7000ရန်နီပါဖြည့်ဆည်းဆုံးရှုံးခဲ့တယ်လို့ TNL သတင်းကထုတ်ပြန်ထားပါတယ်။မေလ17ရက်နေ့မှာစက်ကောင်စီကလေကြောင်းကနေပေါင်900ပုံနှလုံးနဲ့တိုက်ခတ်ခဲ့တာဖြစ်ပြီးဘုံကြရပေါက်ခွဲမှုကြောင့်ကုမ္ပဏီမှအုံပြုနေတဲ့ပပိုဒစီတပ်ထုထုတ်ဆက်တလုံး ဆက်ပစ္စည်းတွေထရှိတဲ့ကိုရောင်တလုံးနဲ့အခြားပစ္စည်းများစွာကိုထိမှန်ပျက်စီးဆုံးရှုံးခဲ့တာပါမေလ16ရက်ကလည်းစက်ကောင်စီကတိုက်ပွဲဖြစ်ပွားရမှရှိပဲနောင်ချုံမြို့နယ်ဒိုးပင်ကျေးရွာအုပ်စုဂျန်နာတန်ကြီးကျေးရွာနီးမှာချက်ဖိုက်တာနဲ့ပေါင်250ပုံ6လုံးလာရောက်ချက်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စက်ကောင်စီတိုက်အနေနဲ့ငလင်းကိုအချောင်းပြပြီးမေလ6ရက်မှ31ရက်နေ့ထိအပြစ်ခတ်ရစဲရေးကာလထပ်မံတိုးထားပေမယ့်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးစီး PSLF TNLA အုပ်ချုပ်တဲ့မြို့နယ်တွေအပါအဝင် နိုင်ငံအနှံ့ကို မြေပြင်ဆက်ထိုးပါရွေချက်ရှိရှိလက်နက်ကြီးပြက်ခတ်တာ drone နဲ့လေကြောင်းတွေကိုနေ့စဉ်အသုံးပြုတက်ခိုက်တယ်လို့လည်းသိရပါတယ်။ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ drone နဲ့လက်နက်ကြီးပြက်ခတ်တက်ခိုက်မှုတွေဇက်တိုက်ရှိနေတဲ့အကြောင်းပြက်ခတ်တက်ခိုက်မှုတွေရန်ကနေရှောင်ရှားနိုင်ဖို့စည်ရည်တတိအမြဲရှိဖို့လိုအပ်တယ်လို့ထုတ်ပြန်ထားပါတယ်။